အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့စူးစမ်းအထုတ်နေတဲ့ချိန်မှာရှောင်ကျင်တဲ့အပြုမှုတွေနဲ့အတွေးခေါ်တွေကိုပြောပြပေးသွားမှာပဲဖြစ်ပါတယ်ဒါတွေကိုရှောင်မသာတင့်ရဲ့အထုတ်မှုကအကျိုးရှိမှာပဲဖြစ်ပါတယ်ဘလို့ရာတွေကိုရှောင်ကျင်တဲ့လဲဆိုရင်နံပါတ်1အခြားသူတွေနဲ့မနှိုင်းရှင်ပါနဲ့ကိုယ့်ရဲ့တူတက်မှုကိုအခြားသူတွေနဲ့နှိုင်းရှင်တာကစိတ်တက်ကြစေပြီးအာယုံစူးစိုက်မှုကိုလည်းရော့ကြစေနိုင်ပါတယ် ဒါကြောင့်ကိုဘလောက်တိုးတက်နေလဲဆိုတာကိုအခြားသူတွေနဲ့မနှိုင်းရှင်ပဲကိုကိုကိုသာအာယုံစူးစိုက်ဖို့လိုအပ်ပါတယ်။နဘတ်နှစ်ပြီးပြည့်စုံမှုကိုမမျှော်လင့်ပါနဲ့။ဘဝမှာအမားတွေလုံမိတာအားနည်းချက်တွေရှိတာကတဘာဝပါပဲပြီးပြည့်စုံမှုစူးစမ်းနေရင်တိုးတက်မှုနှုန်းကိုနှေးသွားစေနိုင်ပါတယ်။ဒါကြောင့်ဘဝမှာပြီးပြည့်စုံဖို့ထက်တဆင့်ချင်းတိုးတက်မှုနှုန်းကိုသာအာယုံစိုက်ပါ။နံပါတ်3အချိန်ဆွဲခြင်းကိုရှောင်ပါ။ အလုပ်တစ်ခုကိုနောက်မှလုပ်မယ်ဆိုတဲ့အကျင့်ကကြိုးစားမှုကိုအဟန္တာဖြစ်စေပါတယ်။အလုပ်ကိုတေးတေးလေးတွေကနေစတင်ပြီးတဆင့်ပြီးတဆင့်ပန်းတိုင်လေးတွေထားပြီးလုပ်ဖို့လိုအပ်ပါတယ်။နံပါတ်၄အနုပ်လက္ခဏာဆန်တဲ့အတွေးတွေကိုမမွေးမြူပါနဲ့။ဘဝမှာငါမဖြစ်နိုင်ဘူး၊ငါမလုပ်နိုင်ဘူးဆိုတဲ့စကားတွေကိုပြောမိတိုင်းအစားထိုးပါ။ဥပမာငါကြိုးစားရင်တိုးတက်လာမယ်၊ငါကြိုးစားရင် အောင်မြင်လာမယ်ဆိုတဲ့အတွေးကိုပဲမွေးမြူတင်ပါတယ်။နံပါတ်၅ကျမ်းမာရေးကိုလစ်လူမရှိပါနဲ့။ ဘဝမှာအရေးပြက်ခြင်းအဟာရမပြည့်ဝခြင်းနဲ့ကိုယ်လက်လှုပ်ရှားမှုနည်းခြင်းတို့ကအုံနောက်ဆွမ်းဆောင်ရည်ကိုကြစေပါတယ်။ဒါကြောင့်ကိုယ့်ရဲ့ကျန်းမာရေးအတွက်အနားယူခြင်းနဲ့ကိုယ်လက်လှုပ်ရှားမှုကိုလည်းပြုလုပ်ဖို့လိုအပ်ပါတယ်။နံပါတ်6အကူအညီတောင်းဖို့မကြောက်ပါနဲ့။ကိုယ်တယောက်တည်းရုန်းကန်နေရတာကိုဂုံယူမနေပါနဲ့လိုအပ်ရင်ဆရာတွေမိတ်ဆွေတွေစီကနေအတွေ့အကြုံတွေကိုအကြံဉာဏ်တောင်းနိုင်ပါတယ်။နံပါတ်9ရေရှည်အတွက်စိတ်ရှည်ဖို့မမေ့ပါနဲ့။ အောင်မြင်မှုဆိုတာတညတည်းနဲ့ရလာတာမျိုးတော့မဟုတ်ပါဘူးကိုယ့်ရဲ့အနာဂတ်အတွက်ကိုယ့်ရဲ့အောင်မြင်မှုအတွက်နေ့စဉ်ရက်ဆက်ဆိုသလိုစိတ်ရှိပြီးဆက်လက်ကြိုးစားနေဖို့လိုအပ်ပါတယ်။နံပါတ်၈ကိုကိုကိုစူးချဖို့မမေ့ပါနဲ့။ဘဝမှာတင်းငယ်တဲ့အောင်မြင်မှုတွေကိုတောင်ချီးကျူးဖို့လိုအပ်ပါတယ်။ဒါကကိုယ့်ရဲ့စိတ်ဓာတ်ကိုတက်ကြွစေပြီးဆက်လက်လှုပ်ဆောင်ခြင်းစိတ်ကိုလည်းမြင့်တင်ပေးပါတယ်။အခုဆိုရင်ကိုကြိုးစားနေချိန်မှာမလုပ်သင့်တဲ့အရာတွေကိုနားလေသဘောပေါက်မယ်လို့ထင်ပါတယ်။အားလုံးကိုကျေးဇူးတင်ပါတယ်။